င်္ဂလာပါခင်ဗျာဒီနေ့ဖတ်ပြပေးမှာကဆရာကြီးစင်ဖြူကျွန်းအောင်သိရဲ့ဒီဒလေးလို့အမည်ရတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြကြပါအောင်ခင်ဗျာဒီဒလေး ရက်တွေပြောင်း၍ရက်တွင်လာဆောင်ကသုံးနှစ်ပင်ညောင်းခဲ့တော်လေမိစိန်ခင်၏မျက်ရည်ဆမ်းမှမခမ်းတွေ့နိုင်ခဲ့ပေနေရှိသည်၍မောင်ဘကျော်ရောက်လာသောဖြင့်ရွာရိုးလမ်းမသို့မျောကြည့်ခဲ့ရ၏ပဲစီပဲရဲ့တွင် ရောက်နေမှမသိသူအားမျောတရတိုင်းလွမ်းမြည်ရည်တွေ့တွေ့ဝမ်းရသည်နှုတ်ပြောမချို့တော်လေနှလုံးသားကတော့ပြားတကားလိုခြုံတော်သူ ယောက်ျားပိတတော်ကိုနှင့်အတွင်ကျန်းတန်းသလားမိမိနှင့်ရင်ဆိုင်တွေ့ရတိုင်းစကားတလုံးကိုပင်ဖြောင်းဖြောင်းမထွက်နိုင်အောင်ယူအသူမောင်ပါကျော်မိစိမ့်ခင်လိုတောသူတယောက်၏အမြင်အဖြစ်လင်ယောက်ျားအဖြစ်တတ်မှတ်ထိုက်သောအရေးအချင်းများဖြင့်ပြည့်စုံသောမောင်ပါကျော်မောင်ပါကျော်ရောက်လာသောဖြင့်လေဝင်မှွေ၍ဖုံးလုံးကလေးထသည်ကိုပင် မောင်ပါကျော်ပြန်လာလေပြီလားဟုတ် လေကိုဆန့်ကာကြည့်ခဲ့ရသည်မှာ၃နှစ်ပြည့်ခဲ့ပြီ လူတွေတိုင်းမောင်ဘကျော်၏တရင်ကိုမင်းမြန်းစုံစမ်းရသည်မှာလေမိစိမ့်ခင်အတွက်၃နှစ်တင်တင်ပြည့်ခဲ့ပြီမောင်ဘကျော်ပြန်လာလေပြီလားဟုမျှော်ကြည့်ရတိုင်းမိစိမ့်ခင်မှာရှင်မီးတောက်မတဲ့အပြားပါရှဲရသည်မောင်ဘကျော်၏တရင်ကိုကြားရလိမ့်မည်လားဟုမင်းမြန်းစုံစမ်းပြီးတိုင်းမိစိမ့်ခင်မှာ မျက်ရည်ဆန်ကိုလှည့်ရသည်လွမ်းမျက်ရည်စိမ့်စိမ့်ယူတိုင်းဒေါသပုံများတည်ရ၏လွမ်းလျက်တွင်ဒေါသချေလေလျင်မိစိမ့်ခင်ကမိမိနေထိုင်ရာပရပိုက်တန်းရွာကို မုံတီးလာလေသည်ရွာကိုမုံတီးသည်နှင့်အမျှရွာပေါ်မှစီးမုန်းနေသောရိုးရာဓလေဆိုကြီးတည်းရက်ကိုမိစိမ့်ခင်ကရိုးရင်းချင်စီတဲကပါမုံရွံလာရလေသည် မိမိချက်သော မောင်ပါကြော်အားမိမိ၏ရင်ခွင်မှမောင်းထုတ်လိုက်သောမကောင်းဆိုပါမှမြတ်စွာဘုရား၏ဒေသနာတော်တည်းများဒီရွာသူရွာသားတို့လိုက်နာကြင်ကြံနေသောဒလိဆိုးကြီးဖြစ်၏ဒီဒလိဆိုးကြီးကိုမတွင်းဖြိုတဲ့အတိုင်းမိစိန်ခင်မှလက်ထက်ယုံမြတာလက်ထက်၍မပေါင်းလိုက်ရသောမောင်ပါကြော်ကိုတိုး၍လွမ်းနေရသည်မောင်ပါကြော်ကိုလွမ်းတရာတိုင်း ဒီရွံနဲ့ဒီတလေးကိုရှင်ထဲကကြိတ်၍ခါးသီးစွာမုံတီးချိန်ဆဲနေရသည်မှာသုံးနှစ်ပင် ပြေပါပေါ့ကလားဒါလောက်ကြီးတော့မများလွန်းမှုလားမောင်တို့ရဲ့အသက်50အရွယ်မျက်နှာရှိရှိမျက်လုံးမင်းမင်းနဲ့လူကြီးကမိမိရှိတွင်ထိုင်နေသည့်အသက်အဆက်အရွယ်လူသုံးယောက်ကိုအတနာခံသောလေတံဖြင့်မင်းမြန်ပြီးနောက်ပစောင်မှစီးကြလာသောကွင်းရင်များကို လောဝါဖြင့်တည့်ရင်မိမိပေးရှိလူများကိုလည်းလှည့်ဆောင်အကဲခတ်တရားကြည်နေလေ၏ထိုလူကြီးအမေးအမြန်းခံလိုက်ရသောလူသုံးယောက်အနက်အိမ်ထရန်ကိုလက်ဖြင့်နောက်ပြန်ခြင်ထားသည်အသက်30ရွယ်မျက်နှာတွင်ကြောက်ပေါက်မှတည့်တဲ့နှခေါင်းပြပြနှင့်လူကမိမိ၏လက်ကိုထရန်မှဖြုတ်ချလိုက်၏ဘေးရှိလူနှစ်ယောက်၏သဘောထားကိုသိလိုဟန်ဖြင့်တပြန်စီလှည့်ကြည့်သည် ကျောက်ပေါက်မှနှင့်လူဤတစ်ဖက်တစ်ချက်တွင်ရှိနေသော လူနှစ်ယောက်၏အမျက်နှာထားမှာမိမိတို့ဆုံးဖြတ်ထားသောအရာတစ်ခုကိုမိသည့်နီးနှင်းမျှမပြေနိုင်ကြအထင်းသားပေါ်လွင်နေပေသည်ကျောက်အိုးခွဲကအဖော်နှစ်ယောက်၏မျက်နှာကိုခံယူပြီးမှခါးကိုကမ်း၍ဖြေလေသည်မများပါဘူးဦးရဲ့ကျွန်တော်တို့လည်းရွာထဲမှာရှိတဲ့လူငယ်တွေရဲ့သဘောကိုမြင်မြန်ပြီးမှပြောရတာပါကျွန်တော်တို့တောင်းတဲ့90ဆိုတာဟာလည်း ဦးကြီးတို့ရဲ့အနေနဲ့မများလာပါဘူးခင်ဗျာကျော်ဦးခွဲဤစကားအတုံးလုံးများမှာပြည့်ပြည့်ပေသည် သူကအနူးညံ့ဆုံးနဲ့အသိမွေဆုံးအမူအရာကို ဆောင်ထားသလားသူ့ဘေးရှိလူနေရောက်အိမ်မျက်နှာဘေးကတုံမုံလာဤဒီလိုရှိပါတယ်မောင်ရဲ့ပထမဒိုင်ခံပြီး လေးပြော့နဲ့အတနာခံခဲ့သောဦးကြီးကပင်ကျော်ဦးခွဲဘေးရှိလူနေရောက်ကို ကွက်ခနဲကြည့်လိုက်ပြီးနောက် မရေတရေဆက်၍ဆိုပြန်သည်မင်္ဂလာကြီးဆိုတာဟာအထက်အငော်ဖြစ်ကောင်းတဲ့ကိစ္စမဟုတ်လို့တက်နိုင်ရင်ကျုပ်တို့ကရှော့ရှော့ရှုရှုပဲပြေးလိုက်ချင်ပါတယ်မောင်ရဲ့အခုတော့သူတို့သားခင်များမှလည်းမောင်တို့ထင်တယ်လို့အချမ်းသာကြီးမဟုတ်ရှာပါဘူးကွယ်သူလိုငါလိုလက်လုံလက်စားပါပဲပရပိုက်တန်းနဲ့ညောင်ကုန်းဆိုတာဟာလေရေအိုးနဲ့ရေမုန့်လိုနေတာပေါ့မောင်တို့ရဲ့ပထမဦးကြီးကအနုအညွတ်တောင်းပန်ရှင်လင်းပြီးတည်တွင် ူဤဘေးရှိရခိုင်လုံးကြီးကွက်တုံးနှင့်ပန်းရောင်ပေါ်အားစကိုရှိရှိချတာတော့90အရွယ်အဖိုးအိုကဆက်၍ရှင်လင်းခြင်းဖြစ်ပေ၏ဆောင်းရင်းနှန်းတစ်ခုတည်းမနေပေမဲ့တစိုက်သေးတဲ့သဘောတည်းတွင်မဟုတ်လားသူတင်ငါဖို့ငါနာသူမေးမှုညီကိုတွေလိုတရွာလေးလိုနေလာကြတာတွေပါကွယ်မောင်တို့တောင်းတဲ့မင်္ဂလာချင်း90ဆိုတာဟာလည်းမများလာပါဘူးတိုးတော်လည်း ဥရောပကတငယ်များအနေနဲ့မတက်နိုင်လုံးလို့ပါကွယ်တက်နိုင်သူပြန်ပြီးစမ်းသကြပါအောင်လို့ဒုတိယအဖို့အိုကလေအေးကလေးဖြင့်တောင်းမှန်ဈေးစစ်လိုက်ရင်ပရပိုက်တန်းရွာသာကာလာသားများဤကိုယ်စလေ၃ယောက်မှာတယောက်မျက်နှာကိုတယောက်ကြည့်နေမိကြ၏ဘနဲ့လေဟေဟု အချင်းချင်းမိကြသည်အတန်ကြာမှအလဲတွင်ထိုင်းနေသောကြောအိုးခွဲနှင့် ကာလာသားကောင်းကိုပါတော်ကပင်ဥညွင့်၍ပြန်လည်ပြောဆို၏ကျွန်တော်တို့တောင်းတဲ့90ဆိုတာများရင်ဥကြီးတို့ဆန္ဒကိုလည်းအမိန့်ရှိသေးချင်ပါတယ်ခင်ဗျာအင်း20ဆိုရင်တော်တော့ပါပြီကွယ်ကာလာသားကောင်းကိုပါတော်ဤခါသည်မြွတ်ကိုင်းနေရကစက်ခနဲ့ဆန့်မှန်သွားတော်သည်ခါဆန့်လိုက်သည့်လျှက်တစ်ပြက်ကာလာအတွင် ကွက်ခနဲ့ပြတ်သွားသည်ကိုလည်းသူ့မျက်နာကိုဆေးဆေးကြည့်နေတော့ ညောင်ကုန်းသားအဖိုးအိုများကမြင်လိုက်သဖြင့်ဒီလိုပါကွယ်ဥရုဘကတငယ်တက်နိုင်သမျှကိုပြောရတာမို့ဘလို့မှစိတ်မရှိပါနဲ့နော်တက်နိုင်ရင်ဥရုကပဲဂျားတဲ့ကစိုက်ပေးလိုက်ချင်ပါတယ်ဟူ၍ကြပြားကြရလေးချိုသွေးရင်မျက်နှာထားခက်အန်းအန်းဖြင့်တောင်းပန်လိုက်ကြသည်တွင်ကိုဘတော်ကကိစ္စမရှိပါဘူးခမညာဟုမချီပြုံးပြုံး၍ဆိုလိုက်ကအခုလိုပြောရတာကိုပဲကျွန်တော်တို့ကအားနာလာပါပြီ။ ။"အိုး၊ကိစ္စမရှိပါဘူး။ဒါအာနာဆရာမဟုတ်ပါဘူး။ဟုတ်ကဲ့။ကျွန်တော်တို့ကလည်းတက်နိုင်ရင်တပြားမှမယူဘဲနေလိုက်ချင်ပါတယ်။ဒါပေမဲ့အများဆန္ဒအတိုင်းကို90တောင်းရတာပါခင်ဗျာ။ကိုဘတော်ကခန်းစည်းထီရန်ကိုမြည်၍မျက်နှာငယ်ကလေးဖြင့်ထိုင်ငင်းနေသောဒေါငွေရင်ကိုမရေတရေလှမ်းကြည့်ပြီးနောက်ရှေ့ရှိအကျန်းတပကံကိုကောက်ကန်ရင်းဆက်ပြန်၏။ဦးတို့ကိုအာမနာသည့်တိုင်အောင် အရင်ငွေရင်တို့ကိုတိတ်ပြီးအားနာစရာကောင်းနေပါပြီ။ဒီတော့ဦးကြီးတို့ဘက်ကပေးရှင်တပားဆိုရင်ကျွန်တော်တို့တောင်းတဲ့အတိုင်း90ပေးပါခင်ဗျာ။မပေးနိုင်လို့မပေးဘူးဆိုရင်လည်းတပြားမှမပေးနဲ့ပေါ့ခင်ဗျာ။မင်္ဂလာကြီးဈေးဆက်တော့အဖိုးကြီးများမှာပြပြတလဲဖြစ်သွားကြ၏။ဒီလိုလဲသဘောမထားပါနဲ့မောင်ရဲ့။ဦးကြီးတို့ကလည်းမတက်နိုင်လို့ပါငါတို့ရဲ့။ကျွန်တော်တို့ကတော့ကလေးတွေဆန္ဒအတိုင်းပြောရတာမို့ ဘလို့မှမပြင်နိုင်ဘူးကိုဘတော်ဤလက်ဝဲဘက်တွင်ထိုင်နေသော ကိုထွန်းရင်ကကရုံးပြောင်ပြောင်ကိုလက်ဝါးဖြင့်ပွင့်ရင်ဝင်ဖြည့်သည်ဒါဖြင့်ရင်ဒီလိုလုပ်ပါလားကွယ်စီစိန်ပစိုးကွက်တုံးနှင့်အဖိုးအိုကဆိုလိုက်သည်ဖြင့်ကိုဘတော်ဤတစ်ဖက်ဘေးရှိ ကိုဘညွန့်ဆိုသူကပြောပါခမညာပြောပါဟုဝင်ထောက်ဤဦးတို့ကလည်း20ထက်ပိုပြီးပြန်ပြီးတိုက်တွန်းပြသည်ဩမောင်တို့ကလည်း90ထက်လျှော့ဖို့ ဝမ်းတို့အချင်းချင်းပြန်ပြီးဖြောင်းပြကြပါအောင်။တပတ်ခါညနေကိုကျုပ်တို့တစ်ခေါက်လာခဲ့ပါမယ်။ဟင်မကောင်းဘူးလားကျောင်းတကား။ကောင်းပါတယ်ကောင်းပါတယ်။မင်းကလေးအမေဒေါငွေရင်ကပါဝင်ရွေးထောက်ခံ၏။တို့ရတွင်ထိုတို့ကောင်းပါတယ်ဟု၍တော်တော်ညံမြဝိုင်းအောင်ထောက်ခံကြသည့်အထင်၌ကိုဘတော်တို့သုံးယောက်မပါဝင်မီ။ကိုဘတော်ကကျွန်တော်တို့ဘက်ကတော့ဒါဟာစကားကုန်ပါပဲ။ အစတော့ကတရားတောင်ထိန်းထားကြပါတယ်ကျွန်တော်တို့ကပဲသူ့အိုးနဲ့သူ့ဆန်တန်ရုံလောက်ကြဖို့ဖြောင်းဖြားနားချကြလို့အခုလို90ဖြစ်လာတာပါခင်ဗျာအဲ့ဒီတော့အခုတခါ90များပြန်ပြီဟေးလို့ပြောရပြန်ရင်ကျွန်တော်တို့ဘာဖြစ်မလဲဦးကြီးတို့ပဲစဉ်းစားတော်မူကြပါရင်းငွေရင်ရဲ့တမီမဆင်းခင်ဆိုတာဟာ အလို့အကန်အနေထိုင်ကားစားပြီးအစခတ်တဲ့တော်တဲ့ကလေးမလေးပါကျွန်တော်တို့တောင်းတဲ့မင်္ဂလာကြီးဟာ တကယ်ပဲများတယ်ထားအောင်မိန်းကလေးရဲ့ဂုံကိုထောက်ထားပြီးပေးကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်ဒေါငွေရင်ဘတ်တို့မျက်လုံးတစ်ချက်လန့်ကြည့်ရကကိုယ့်ဘယ်ရဲ့သူမှ ကိုပန်းညွန့်ဖြစ်သည်ဟုတ်ပါတယ်ဟုတ်ပါတယ်အဖိုးအများကခေါင်းငိမ့်ငိမ့်လဲခါခါဖြင့်ဝန်ခံကြ၏ကိုပန်းညွန့်ကပင်ဆက်၍ပြောပြန်သည်ကျွန်တော်စကားကုန်ပြောတော့မယ်အစားကိုအကုန်စားရတယ်စကားကိုအကုန်မပြောရဘူးဆိုပေမဲ့ ပြောစရာအကြောင်းစိုက်လာလို့ပြောမှလည်းဖြစ်တော့မှမပြောရတာပါ။ဘာကြီးတို့က20ကျွန်တော်တို့က50တွေးကြည့်ရင်ရှက်စရာကောင်းပါလေ။ဟုတ်ပါတယ်ဟုတ်ပါတယ်။ကဲကဲဘာကြီးတို့တပတ်ခါညနေကျရင်လာခဲ့ပါဦးမယ်။ကိုပန်းညွန့်ဤစကားအတော့အလာမကောင်းသဖြင့်ညောင်ကုန်းသားကြီးများသည် စကားဆုံးအောင်မဆောင်မဲစွဖြက်ပြီးထရန်ဟန်ပြင်ကြ၏။ကဲမငွေရင် ကျို့တို့ပြန်လိုက်အောင်ပါပဲဟုတ်ကဲ့ဟုတ်ကဲ့ထိုလေကားထိတ်အရောက်၌ကိုဘတော်လှမ်းပြောလိုက်သောစကားတစ်ခွန်းကြောင့်အဖိုးအိုများကြီးလှုပ်ရှားနေသောခြေထောက်များမှာရုတ်တရက်ရက်တန့်ဆိုင်းရွေများပင်တွားရ၏ ျွန်တော်တို့လူငယ်တွေတောင်းတလောင်မဟုတ်ရင်ကျွန်တော်တို့ကလက်ခံမှာမဟုတ်ဘူးနော်။ဘာကြီးတို့နဲ့ကျွန်တော်အဖေနဲ့ကအင်မတန်ရင်းနှီးကြတော့အဖေကို깟ပြီးဘာကြီးတို့ပေးချင်တဲ့လောက်ကိုအနိုင်အထက်ပေးလိုက်ရင်တော့လက်ခံရမှာပဲ။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်လာတဲ့မြတ်ကိုတော့ကျွန်တော်ဘာမှတောင်းရင်ခံနိုင်မှာမဟုတ်ဘူး။ပရဗိုက်တန်းရွာမှာကာလာသားတို့ဤလောဘနဲ့ညောင်ကုန်းရွာသားတို့သားဤလွန်ပွဲမှာလက်ခဲတဲလေးဖြစ်မှရှိနေကား မင်္ဂလာဝဲပြုလုပ်သောနေ့ကိုဆက်ရောက်လာလေ၏တောမင်္ဂလာဆောင်ဆိုရင်ကာလာသားလူငယ်များမိမပြိုကလေးများကအစားလူကြီးသူမများအထိ တလုံးလုံးတရရပါဝင်ဆောင်ရွက်ကြလေရှိသည်မိစိမ့်ခင်မင်္ဂလာဝဲတွင်ကပရပိုက်တန်းရွာသားတို့ကိုမမြင်ရပေကောင်းတွင်တပြေနှင့်ဒေါနာနော်သောပန်းကက်ကလေးများပန်၍လက်ထဲတွင်ကျက်လုံးခန့်တုတ်သည့်တနက်ဖက်ဆေးလေးကိုစီကင်ထားလျက် ရွာခံမိမအနေအချင်းသာတွားသည်ကိုတွေ့ရ၏ငငယ်ရွယ်ရွယ်မိန်းကလေးများနှင့်မိန်းမလက်များမှမူမောင်ကြီးမောင်ငယ်တို့၏ဟန်တားမှုကြောင့်ကုန်နေကြရ၏ညီမြပင်ပရပိုက်တန်းရွာသားများကအကူအညီမပေးဘဲရှောင်နေကြသေးကမူမင်္ဂလာဘွဲက ပြတ်မသွားပြီကျင်းပနေသည်သာတည်းတပြိုင်နက်ထဲမှာပင်တစ်ဖက်နဲ့တစ်ဖက်အတင်းမာဆုံးသောအချိန်လေးဖြစ်နေပေသည် ပရပိုက်တန်းရွာမှလူကြီးများကချောင်းဝင်ပြီးလိုက်လံနားချရင်ကြိုးစားကြ၏တို့ရတွင်ကာလာသားများ၏အကြီးအကဲဖြစ်သော ကိုဘတော်ကိုထွင်းရင်နှင့်ကိုဘညွန့်တို့ကရှောင်နေကြ၏ကိုဘတော်တို့ရှောင်နေခြင်းမှလည်းတို့သားဘက်မှ ပြောသောစကားကိုညောင်ကုန်းရှိမိမိတို့လူများထံမှတဆင့်ကြားထားရသောကြောင့်ဖြစ်သည်တက်တက်လုံးကမမြင်ဘူးတိုင်းနင်းကန်တောင်းတဲ့ငွေကိုပေးရမှာလား တရိုးသားနှင့်အပေါင်းပါတို့၏မဖွဲမရပြောစကားကိုကြားရစကားဆိုလျင်ပရပိုက်တမ်းမှကာလာသားများမှဆက်ဆက်ခါနာကြည့်ကြသည့်အလျောက်တောင်းသည့်မင်္ဂလာကြေးရသည့်တိုင်အောင်မင်္ဂလာဆောင်ကိုမကူညီတော့ပြီလိုချင်သောမင်္ဂလာကြေးမရလျင်ကမကူညီုံသာမကပြက်အောင်ဖြက်မိဟု ဆုံးဖြတ်ထားခဲ့ကြ၏တို့ရတွင်မင်္ဂလာပွဲမပြက်ပေအဘေเจ้าဆိုသော သက်ဆိုင်ရာမိဘများကမိမိတို့၏တားများတူများကိုစောစည်းစွာထိန်သိမ်းထားကြတော့ကြောင်းသည်တရိုသားဘက်မှ လူများသည် မင်္ဂလာဆောင်အတွက်လိုအပ်သောအသုံးအဆောင်များကိုဖျားချင်းနှင့်ရင်းနှွေးအုပ်အစားငွေဖလားနှင့်ကောစောအဆုံအထိနွားလဲဖြင့်တည်ယူလာကအဲပရိသတ်မဆုံးမီခင်းကျင်းထားကြသည်ဝေယဝိဆာကိုလည်းညောင်ကုန်းသားယောက်ျားမိန်းမများသာဆောင်ရွက်ရသည့်အပြင် ရောက်လာသည်မှပြိတ္တကျူတိုကျဲတဲ့ကိုလေသူတို့ကပင်နေရာချထားဧကန်ကြရသည်ဧကန်ရ၌ကိုယ်နယ်ကလူကိုကိုယ်နယ်သားချင်းဧကန်မသားအဆင်ပြေ၏ယခုလိုချောင်းတစ်ဖက်ကန်းကလူချင်းဧကန်ရသောအခါကြောင်တက်တဲ့ဟာတတာကြီးဖြစ်နေလေ၏မောင်ဘကျော်နှင့်မိစိန်ခင်တို့၏မင်္ဂလာလက်ထပ်ပွဲတွင်တဟားဟားရင်မောသံများကိုမကြားနိုင်ပေ။လွင်ရောကျွင်ရော မချီပြုံးကလေးများကိုသာတွေ့နိုင်သည်မိစိမ့်ခင်တို့ပရပိုက်တန်းရွာမှဆိုရင်အဖိုးအိုအဖွားအိုများနဲ့လူရွယ်လူလက်ယောက်ျားမင်းမအနှဲငယ်များသာလာရောက်ကြ၏ကာလာသားနယ်ပယ်မှဆိုရင်ကာလာသားကောင်းကိုဘတော်တယောက်သာမင်္ဂလာဆောင်သို့တက်ရောက်လာပေ၏သို့သောပထမဆုံးခဲများကကိုဘတော်ရှိနေစဲမှာပင် ကြောက်ရောက်လာခဲ့သည် ဆက်အုပ်ခဲ၄ဘိုင်းကျိုးနှင့်အုပ်၃ဘိုင်းကျိုးများသည်ဒရိုသမီးအိမ်ပေးရှိပေပင်ကြီးဘော်တို့၎င်းအိမ်ရှိတွင်တည်ထားသောရင်းနှွေးဦးများဘော်တို့၎င်းအိမ်မိုးဘော်နှင့်အိမ်ထဲတို့၎င်းဇက်တိုက်ကြောက်ရောက်လာလေသည်နေကင်းကြောင်တော်ကြီးတွင်ဤမြကြီးမာသောခဲကြီးများဖြင့်ပြစ်ခတ်ဝင်ခြင်းမှာတော်ယုံတယုံအာဃာတဖြင့်မဟုတ်ကြောင်းထင်ရှား၏မိတို့ပင်ဖြစ်စေကားမူဤတို့ကြီးမားသောအုတ်ခဲကြီးဖြင့်ပြင်ချင်းသည် အနီးအနားမှာကပ်၍ပြင်းချင်းဖြစ်သည်ဟုယူဆကားထွက်၍ဖမ်းရန်မှာမလွယ်ကူပေ။ဘေးကြောင့်ဆိုတော့တာမန်လက်ကိုင်းအဖျင်ဆိုပါကဆက်အုပ်ခဲ၄ပိုင်းကျိုး၃ပိုင်းကျိုးနဲ့ဗမာအုပ်ခဲထပ်ပိုင်းကျိုးများကိုဂိုင်90ထက်ပိုဝေးအောင် ပြင်နိုင်မည်မဟုတ်ပေ။မင်္ဂလာအိမ်နှင့်ဂိုင်90ပတ်ပတ်လေတွင်တော့မရှိအချုံမရှိပေ။တဖာလုံးကဝေးသောရွာတောင်ဘက်မှသာတောကြီးခြုံကြီးရှိနေကား ထိုအထဲမှနေ၍ပေရွက်ဖြင့်ပက်ပြီးပြစ်တော်ကြောင်းသည်ပေရွက်ကိုအစာချင်းပူကင်ပြီးအလေတွင်လေးလံကြီးမာသောခဲကိုထည့်ထားကတအားလွှဲပြရ၍လွှဲအားအဆုံးသို့မဟုတ်ခေါင်းမော်သို့ခဲရောက်သည်နှင့်တပြိုင်နက်နှစ်စာပူထားသောပေရွက်မှတစကိုလက်လွတ်ပေးလိုက်ရ၏မကျင်လေလျှင်ကိုကောင်းကိုကို ပြန်မှန်တတ်သည်ခဲပေါမှုကို ကြီးလေးသောအပြစ်ဟူ၍လေကြေးရွာသားများကနားလည်ယူဆကြ၏။အိုးအိမ်ကိုပျက်စီးစေုံသာမက လူကိုယ်ပါဒဏ်ရာရစေတည်ကျေနိုင်သည့်အထီးကျင်ဝင်သောကြောင့်ကြီးမားသောပြစ်မှုဟုလက်ခံယူဆကြခြင်းဖြစ်ပေသည်။တို့ရတွင်ခဲကိုလွတ်တော်လက်သည်လေညံနှင့်ပင်ဖြစ်သည်။ရွာဤတောင်ဘက်တော်ထဲမှဖြစ်သည်လို့ရွာဤမြောက်ဘက်ရှိဂိုင်းတော်ထဲမှလည်းပြစ်နိုင်ပေသည်။ ခဲများကြလာသည်နှင့်တပြိုင်နက်မင်္ဂလာဆောင်မှပြတ်သွားလေ၏မိစိန်ခင်တို့အသားအမိမှနေခင်းကြီး၌ပင်ဒီလောက်ရေတင်တောင်းချမ်းနေလေတော့ညအချိန်တွင်မူအိမ်တော်လဲပြုံမီလောလူတော်လဲတည်မီလောအစသည်ဖြင့်တွေးတော်ကြောက်လန့်နေကြလေ၏သို့တော်မောင်မကျော်တို့ဘက်ကလည်းထဲ့တွက်ထားရန်လိုအပ်လာပြန်သည်တရက်တရွာတို့ရွာခံကာလာသားများနှင့်ဆန့်ကျင်ပြီးလာရောက်ရေးခြင်းမှာ အာကိုရှိ၍ ဖြစ်နိုင်ပေသည်မောင်ဘကျော်သည်မိမိ၏အပေါင်းအသင်းများကိုခေါ်ငင်လာပြီးခဲပေါက်သူများနှင့်ရင်ဆိုင်တိုက်ခိုက်မည်လောရင်တို့မဟုတ်လျင်ရှေ့သို့သာလော၍ခဲပေါက်နေသူများကိုတအူးစီလီပြီးနောက်ပိုးတက်ရန်အကြံရှိလေသလောတရက်တရွာတို့လာရသည့်လူဆိုသည်မှာမိမိဝင်ထွက်သွားလာမည့်ရွာ၏မြစ်တာကိုခံယူရမည်ဖြစ်ပါလျက်နှင့် တေရွာမဧည့်သည်ညောင်ကုန်းသားကအိမ်သည်ဖြစ်သောပရပိုက်တန်းသားများကိုအခံရဲခြင်းမှာစဉ်းစားစရာရှိနေသည့်အတွက်ကာလာသားကောင်းကိုဘတော်တို့မှနမောနမဲမလုပ်ရန်ကာလာသားများအားလိုက်လံတရီပေးနေကြလေ၏။မောင်ဤပြိုးသည်နှင့်တပြိုင်နက်ပရပိုက်တန်းရွာသားကာလာသားများမှ အလုရှုံနေကြတော့သည်။အချို့သည် ရွာမြောက်ဘက်ရှိချောင်းထဲသို့ဆင်ကလက်သီးစုပ်ထံမသေးငယ်သောချောင်းကြောင်များကို ပဆိုးတဲ့အပြည့်ထည့်၍လေမင်းတွင်ဆက်လွယ်တိုင်းလျက်ရွာချီတို့ကတ်လာကြ၏အချို့ကရွာဤတောင်ဘက်ရှိဖျားအိုဖျားပြများမှအုတ်ခဲများကိုစုဆောင်းတဲပိုးနေကြလေ၏ယခုနေ့အတိုင်းဆိုရင်ညောင်ကုန်းသားမောင်ပါကျော်သည်မိစိမ့်ခင်အမိရှိသောပရပိုက်တန်းသူတယောက်ကိုမင်္ဂလာကြီးတပြားတစ်ချက်မှမပေးဘဲမင်္ဂလာဆောင်၍ယူငင်ပြီးစီသွားလေပြီရင်းအပြုအမူသည် ဘရဘိုင်တန်တရွာလုံး၏ဂုံတိတ်ခါကိုအကြီးအကျယ်ပျက်စီးနေလျှောအောင် ပြုခြင်းဖြစ်သည်တရွာလုံးကိုစော်ကားခြင်းဖြစ်သည်အကယ်၍လုံမနေကြပါနဲ့တော့ကွာမင်္ဂလာကြီးမရတာဒိုအသားပဲ့သွားတာမှတ်လို့ဟူ၍ကိုဘတော်က၎င်းအခြားကာလာသားကောင်တယောက်ကတော့၎င်းပြောလာညာအဲပြောသူတားလျင်တိတ်ခါကြပေမည်ကျန်သည့်ကာလာသားများကတော့လက်ခံမည်မဟုတ်နားလဲထောင်ကြမည်မဟုတ်ပေ အဘယ်ကြောင့်ဆိုတော့ညောင်ကုန်းသားတယောက်ကပရဘိုက်တန်းရွာသူတယောက်အားခဲဘူးတပြားတစ်ချက်မှမပေးရဘဲလက်ထက်ယူငင်သွားကြောင်းကို အခြားသောရွာသားများက သိရှိကြသည်နှင့်တပြိုင်နက်မိမိတို့ရွာအားအထင်သေးတော်မီကာလာသားချင်းစုံမိကြလျင်ရင်းအချက်ကိုရည်ညွှန်း၍အခြားရွာမှကာလာသားများကပရဘိုက်တန်းရွာသားများအားမထီတထီစားကြပြီးတော်မီတယောကြတော်မီ ဆဲမနာဆုံမနာများကဆိုရင်ပြင်းပြင်းထန်ထန်ရှုတ်ချရွေးပရဘိုက်တန်းရွာသားများကိုတပြားမျှမတန်အောင်ပြောကြတော်မူပရဘိုက်တန်းရွာသားများမခံနိုင်ဆုံးအရာမှာရင်းအချက်ပင်ဖြစ်ကဂဲဝုံမပေးသောမောင်ပါကျော်အပေါ်၌မခံမရနိုင်ဖြစ်ခြင်းမှာတာမင်ညတာဖြစ်လေ၏ထို့ကြောင့်လေပရဘိုက်တန်းရွာဤကာလာသားများမှာတို့သူသမီးမင်္ဂလာဆောင်အိမ်ကိုမှယနေ့ညခဲစာမကြွေးရလျင် မိမိတို့ရွာသားများ၏ဂုံပုတ်သည်တုတ်တန်တစတွင်တရဏဂုံမတင်တောမတိုင်ပဲမြုပ်နှံခြင်းခံရတော့မတဲ့ထင်မှတ်ယုံကြည်နေကြခြင်းဖြစ်သည် ကာရာဒါဆိုဒီမှာလူပြိုကလေးများကိုသာခေါ်ခြင်းမဟုတ် အိမ်အောင်ရှင်လူလက်တိုင်းနဲ့ကာလာသားစိတ်ပေါက်က ကလေးကလားဖြင့်ရီလာဝါလာ လုံနေသူတိုင်းသည်ကာလာသားသည်ဤတပ်ဖဏံပေါင်းကာလာသားများစွာအ ਨੇ အချို့သည်ယူယူမိုက်မိုက်ကလေးတွေကိုမြှောက်ပေး၏အချို့ကမူမခံချင်အောင် ပြောချင်းဖြင့်ဆော့ပေးကအချို့ကမူကိုယ်တိုင်ကိုကြပါဝင်ဆင်နွှဲကြလေသည်တငယ်အိတ်ဆက်ချိန်တို့ရောက်လာချေပြီသူတို့သူမီဤအိမ်ပေါ်သို့ လေးဘက်လေးတံမှခဲများတပြိုင်တည်းကြလာက အကြီးငွေရင်ဤဆဲဆိုတန်ထွက်ပေါ်လာလေသည်ခဲမောကပုံရိပ်ပြင်းထန်လာ၏သူတို့သမီးဤထိတ်ရွံ့ရှက်လန့်စွာဖြင့်ငိုတန်အော်ဟစ်တောင်းပန်တံများသည် ခဲကြတံများနှင့်ရောထွေထွက်ပေါ်လာပြန်လေသည်ခဲများသည်အိမ်ချေရင်းရှိနွားတန်းကုတ်တွင်းမှ နွားများကိုလည်းချမ်းသာမပေးနွားများမှာထိတ်လန့်ပြီးကျိုးပြက်ကတိုးဝိထွက်ပြေးကုန်၏ ိမ်ရှိတွင် မိထင်းအတွက်ရေးထည့်ထားသောဘဲဥအိုးကြီးမှလည်းဖြန်းကနေကွဲထွက်သွားလေသည်အိမ်တွင်းရှိအိုးအင်ပကံခွက်ရောင်များမှလည်းတစ်ချက်ပြီးတစ်ချက်တစ်ခုပြီးတစ်ခုအကွဲကြီးကုန်ပြီးဒံအိုးလင်းမန်းစသော အမကန်ပစ္စည်းများပေါ်တို့ခဲကြတံများမှမိုးကြိုးအဆက်မပြတ်ပြင့်နေတကယ်တို့ နာခွဲမတက်ဆူညံနေသည်တွင်ဒေါငွေရင်တို့တာမီဤအော်ဟစ်တန်ဆူဆူဝါဝါကပါ ရောရှဲဖောက်မွေလာပြန်သောအခါတရွာလုံးမှာအဝီစီးပွက်တီတို့ရှိတော်၏အမလေးတော်ကြပါတော့မောင်တို့ရေတရားပါတော့မေတော့ကိုပန်းအေးတို့ပါကြည့်ဖို့တို့လာကြပါဦးမကင်နိုင်ကြတော့ဘူးလားတအိမ်လုံးကုန်ပြီတော့အကုန်ပြီအရင်ငွေရင်သည်ပါဇက်မှအော်ရင် အိမ်ပေါ်မှရှောင်းတင်းရန်ပြေးဆင်းလာရလေကားထိတ်တို့ခဲမြန်းအဆက်မပြတ်ကြလာသည့်အတွက် တကယ်ရွက်တစ်ခုကိုဖျားတကဖတ်တွင်နေရစဉ်"အိုးတော်မသွားရဘူးမသွားနဲ့"ဟူသောမိစိန်ခင်အတန်နဲ့"ဖယ်စမ်းမဟာ"ဟုပြောလျက်ဆဲဆူရုံးကန်ပြေးထွက်လာတော့တမတ်နဲ့တမီကိုတွေ့ရသည့်အတွက်တမတ်ဤလက်တွင်းရှိဓားကိုပြေးဆွဲလိုက်ရလေ၏။မောင်မကျော်မင်းမသွားနဲ့အကြီးစကားကိုနားထောင်အမလီတော့ပြောစဲဆိုစဲတွင်အကြီးငွေရင်ဤတံမားကို ုတ်နေခဲ့တလုံးလာမှန်သည်ဖေဆန်းမှာအကြီးကြီးဘားကျော်အကြောင်းပြဆန်းအမလီတေးပါပြီတော့ကိုဘားကျော်ဒရိုတာဘားကျော်ရောက်ခမနဲ့ဇနီးလက်တွဲမှာယုံထွက်နေစဉ်နနက်ကမှခန်းဝင်ပစ္စည်းအဖြစ်တည်ယူလာကချိတ်ဆွဲထားသောမှန်ကြီးပေါ်သို့ခဲနှလုံးပြန်ကြရောက်လာကမှန်ခွဲအဆအနာများသမီးရောက်ခမ၃ယောက်၏မျက်နှာကိုထိမှန်ဆူရှကုန်သည့်အတွက် ငဲတမ်းပါအောင်အောင်မိကြလေ၏အမလေးလာကြပါအောင်တော်တို့ရဲ့အရက်ကတို့ရေကြည်နေကြတော့မလားအကြီးငွေရင်တို့တားအမိကို ထိမှန်တော်တန်ရမှာ သွေးပေါက်ကလေးများဆုပ်ယုံမြတာဖြစ်တော်လေမောင်မကျော်မျက်နှာမှာကသွေးဖြာဖြာကြနေ၏ခက်ကြီးကြီးမှန်ခွဲသုံးခုသည်နှစ်ဖူးနှင့်နှစ်ထင်တွင်ဆိုင်နေက မျက်လုံးတစ်ဖက်မှာလဲသွေးစာမြအောင်၌နှိမ့်ညွတ်နေလေ၏မောင်မကျော်သည် သွေးသားများကိုတုတ်တင်ပေးနေသောမိစိမ့်ခင်အားတွင်ပြက်လိုက်သည်ဟဲ့မတော်နဲ့ဟဲ့ဟဲ့မောင်ပါကျော်ချက်ချင်းပင်မောင်ပါကျော်သည်ခဲမိုးပေါင်များတဲ့သူပြင်းဝင်သွားရာဒုံငွေရင်ကအော်ဟဲတားမြစ်တယ်လို့မိစိမ့်ခင်ကလည်းမောင်ပါကျော်နောက်သို့အော်ဟဲလိုက်ပါသွား၏တိုးစဉ်တွင်ဟောက်ကောင်တွေလူမိုက်တွေဟူသောဥပန်းအေးအတန်သည်ခဲကြတံများကို ထိုးပေါက်ထွက်ပေါ်လာသည်ဟေ့ မင်းတို့လုပ်ပုံတွေကတရားလွန်ကုန်ကြပြီနော်ဒီမှာဒုက္ခရောက်ကုန်ပြီဥပန်းအင်းနဲ့ဘာကြီးဖိုးကြီးအတန်ကိုကြားရတော့အခါအခြားသော လူကြီးပိုင်းမှလူကြီးများလည်းမနေတာတော့ပဲအိမ်ထဲမှထွက်လာကြသည်တို့ရတွင်သူတို့ဤထွက်လာခြင်းသည်အခါနှောင့်ခဲ့၏အဘယ်ကြောင့်ဆိုတော့ထိုအချိန်၌ပင်မိစိမ့်ခင်ဤအော်တန်ကရွာတောင်ဘက်မှစူးစူးဝါးဝါးထွက်ပေါ်လာလေသည်လာကြပါအောင်တော့ဒီမှာတက်ကုန်ကြပါပြီတော့ မီစိန်ခင်အတန်နဲ့အတူပရာဘိုက်တန်ကာလာသားများနဲ့မောင်ဘကျော်၏မပီမတဆဲဆိုသားများကိုပါ ကြားလိုက်ရသည့်ခဏ၌လူကြီးအချို့ကရွာပြင်သို့ပြေးထွက်လာခဲ့ကြသည်သို့တော်လည်းအချိန်နှောင်းခဲ့ပြီမဟုတ်လားတာဇန်လှောက်ဦးတို့မှာခြုံကြားထဲ၌လူလိမ့်နေကြကတာဇန်မှာတစ်ချက်မြသာကုန်ထနိုင်ပြီးလူကြီးများမျက်စိအောက်တွင်ပင် အသက်ပြောက်သွားလေ၏လှောက်ဦးမှာမူ မောင်ပါကျော်အားတွေ့အိုင်ထဲမှာအန်ချိတ်ပြီးကြည်နေသည် သူတို့ဘေးမှာတော့လက်တစ်ဖက်ပြက်လူစင်းနဲ့မျက်လုံးတစ်ဖက်ပြက်နေသောဒရိုသားမောင်ပါကျော်ရက်တွေပြောင်း၍ရက်တွင်လှဆောင်းက သုံးနှစ်ပင်ညောင်းခဲ့တော်လေမိစိန်ခင်၏မျက်ရည်ဆမ်းမှာမခမ်းတွေ့နိုင်သေးပေမောင်ပါကျော်အားရဲဘက်ကဖမ်းဆီးကဆေးရုံတင်ထားစဉ်မောင်ပါကျော်ကဆေးရုံမှထွက်ပြေးသွား၏ မမကျော်ဤတရင်ကိုကြားရလိမ့်မည်လားဟုမင်းမြန်းဆုံးသင်ပြီးတိုင်းမိစိန်ခင်မှာမျက်ရည်ခမ်းကိုဖွင့်မိသည်လွမ်းမျက်ရည်စိမ့်စိမ့်ယူတိုင်းမိစိန်ခင်မှာဒေါသပုံများတည်ရလိမ့်ဤလွမ်းလျက်တွင်ဒေါသခြေလေလျင်မိမိနေထိုင်ရာပရပိုက်တန်းရွာကိုနာကြီးသည်နှင့်မြရွာပေါ်မှာစီးမုန်းနေသောဒလေကြီးကိုမိစိန်ခင်ကမုံတီးလာ၏ရိုးရင်းချင်းစီတဲကပါမုံတီးယွန်ရှာလာရတော့သည် ိမိချစ်သောမောင်ဘကျော်အားမိမိ၏ရင်ကုန်မှ မောင်းထုတ်လိုက်သောမကောင်းဆိုအားကြီးကိုဘယ်လိုတွင်းဖြူတိုက်ခတ်ရမှန်းမသိတိုင်းရင်ထဲမှကြိတ်၍ခါခါတီးတီးချိန်ဆနေကြရသည်မှာသုံးနှစ်ပင်ပြေပါဖို့ကလား ဆင်ဖြူကျွန်းအောင်တဲ့ CD မဂ္ဂဇင်း2016နားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်အားလုံးပဲအနေရကင်းပြီးကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ